မန်စီဘတ်ကိုတင်းယူခဲ့တဲ့နောက်ပြန်ကန်ချက်မျိုးတရုတ်ဖော်လုပ်ပြခဲ့တဲ့ဝင်းရိုနီရဲ့အားအသင့်ဖွယ်စကေးမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါပြီမန်ချက်စတာယူနိုက်တက်ပရိသတ်တိုင်း2017ဖေဖော်ဝါရီလတုန်းကမြို့ကန်ပြိုင်ဘက်မန်စီဘတ်ကိုတင်းယူခဲ့တဲ့ဝင်းရိုနီရဲ့နောက်ပြန်ကန်ချက်ကိုအခုချိန်ထိမှတ်မိကြအောင်မယ်ထင်ပါတယ်ပွဲကစားချိန်88မိနစ်အရောက်မှမှနာနီရဲ့ဖြတ်တင်ဘောကိုရိုနီကအားအသင့်ဖွယ် overhead kick နဲ့အဆုံးသတ်ပြီးတော့2-1နဲ့နိုင်ပွဲရယူနိုင်ခဲ့ပါတယ်တရောင်းစနစ်မေလာမှာပဲအဆိုပါတွင်ကိုကပရီးမီးယားလိသမိုင်းရဲ့အခမ်းအနားဆုံးတွင်ကိုဖြစ်သတ်မှတ်ခံခဲ့ရပါတယ် ဆိုပါသွင်းကိုဟာနှစ်ပေါင်း20နီးပါးရှိသွားပြီဖြစ်ပြီးရော်နီကလည်းတော်လေးဝါနေပါပြီဒါပေမဲ့သူရဲ့နောက်ပြန်ဂိုးတင်နိုင်စွမ်းကတော့ရက်တက်မသွားခဲ့ပါဘူးမန်ချက်စတာယူနိုက်တက်ကံတော်ရဲ့ရော်နီကမကြသေးမီကပဲ a league for their own ဆိုတဲ့ရုပ်တံစီစဉ်တစ်ခုမှပါဝင်ခဲ့ပါတယ်ဆိုပါရုပ်တံစီစဉ်မှာဘောလုံးငင်းတေးသေးလေးကိုထည့်သွင်းထားပြီးတော့အသက်40ရွယ်အင်္ဂလန်ကံတော်ကစီစဉ်တင်ဆက်သူထံကနေဘောလုံးကိုလက်ခံလိုက်ပါတယ်ရော်နီကချက်ချင်းပဲဘောလုံးကိုဒူးနဲ့ထိန်းကအပေါ်တစ်ချက်မြှောက်လိုက်ပြီးတော့နောက်ပြန်ကန်ကဂိုးပေါက်ချင်းချင်းလေးတွေအတွင်းယူခဲ့ပါတယ်ကိုတင်ပြည့်နောက်ခြားသောဝိုင်းတော်သားရဲ့နေသူအောင်မဲခံခဲ့ပါတယ် ရိုနီရဲ့ဘောလုံးစကေးကအခုချိန်နဲ့အားသင့်စရာကောင်းနေပြီမြေပရိသတ်တချို့ကတော့ရိုနီအနေနဲ့မနက်ကြရင်တော့ခံစားနေရမှာတေးကြပါတယ်ဆိုပြီးတော့ဟာတာတော့ပြောဆိုနေကြပါတယ်